တနင်္ဂနွေသားသမီးများအတွက်တပတ်စာပြေတင်းဟော့စတန်ဝန်ထမ်းဖြစ်ပါက လုပ်ငန်းဝင်မှတာဝန်များမီအလုံများမီနိုင်ငံခြားတန်ယုံတယုံမှဗီဇာလျှောက်ထားပါကဗီဇာရမီဝင်ငွေကောင်းမီရရှိရန်ရှိသောငွေများဝင်မီဆိုင်ကယ်အရောင်းအဝယ်ဖြစ်မီပယ်ပြောင်နှံကောက်ပဲသည့်နှံရောင်းဝယ်ရေးမှကောင်းမွန်မီလူလိန်ခံရတတ်သည့်တည်ထားပါအမိအဖတဝူဦးကျမ်းမာရေးညံ့မီကျမ်းမာရေးကတော့ချောင်းဆိုမီပညာရေးမှအားနည်းနေပါသည်အချီမှချစ်သူနှင့်အဆင်မပြေဖြစ်ကလမ်းခွဲရ တတ်သည်အိမ်တော်ရင်းမှလည်းအဆင်မပြေပါကံကောင်းသောခနှင်းများမှာ၃၅ခွန်းခနှင်းများဖြစ်ပါသည်ဂျေရီယာအနေဖြင့်တနင်္ဂနွေနေ့မှာနေအိမ်ဖျားចောင်းဆောင်မှာဘရားကျော်၅ခုကတ်လူပါတနင်္ဂနွေသားသမီးများအတွက်တပတ်စာအတွင်စိတ်ကြမ်းပါခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ တနင်္လာသားသမီးများအတွက်တပတ်စာပြေတင်ဟော့စတန်စိုက်သိမ်းဖွင့်ခြင်းလုပ်ငန်းသစ်လုပ်ခြင်းများကိုအောင်မြင်စွာပြုလုပ်နိုင်လိမ့်မည်ငွေအတွက်တော့ကရောက်မည်သို့မဟုတ်ငွေအနည်းငယ်အလဟသက်ဖြစ်မည်ကျောင်းမရတနာရောင်းဝယ်ရေးမှာအနောက်ရှက်ပေါ်မည်နိုင်ငံခြားဝင်ငွေဝင်မည်သို့မဟုတ်နိုင်ငံခြားမှငွေရောက်မည်မော်တော်ကားအကြောင်းဝယ်မှာငွေကုန်တတ်သည်ကျမ်းမာရေးအနေနဲ့ကတော့သွားနာသွားကိုက်ဖြစ်မည်ပညာရေးမှာစိန်ခေါ်မှုကြီးမားနေပါသည် အချီရဲမှာချစ်သူနှစ်အနေဝင်နေလိမ့်မည်အိမ်အောင်ရဲမှာလည်းအိမ်အောင်ဘက်နှင့်စကားများရတတ်သည်ကံကောင်းသောခဏများမှာ၁၄၉ခဏများဖြစ်ပါသည်ဒေဒရာအနေဖြင့်တနင်္လာနေ့မှာတဘိုးကြီးဖျားလက်ကတူပါတနင်္လာသားသမီးများတပတ်စာအတွင်းမှာချက်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေ ်အင်္ဂါသားသမီးများအတွက်တပတ်စာပေတင်ဟော့စတန်ရရှိရန်ရှိသောငွေများဝင်ပြီးဝန်တန်းဖြစ်ပါကယာဒူတိုလာစာတိုမီတင်တာအပြန်ဆိုင်လုပ်ငန်းများမှာအောင်မြင်ပြီးအိမ်နေရအပြောင်းအရွှေ့ပေါ်မီသို့မဟုတ်အိမ်သစ်တက်ရတတ်သည်မော်တော်ကအတွက်ငွေကုန်ပြီးတခိုးခိုးကပိုင်း၌ခံရတတ်သည်တတိထားပါကျွေးကိစ္စစကားပြောရမီအိမ်အိမ်ကန်တိုက်ခန်းကွန်ဒိုကန်အရောင်းအဝယ်မှာအထစ်အငေါ်ဖြစ်မီကျမ်းမာရေးအနေနဲ့ကတော့ one ပြက် one shot ဖြစ်မီပညာရေးမှာ နှောက်ရပေါ်မီအချစ်ရဲမှာချစ်သူဤမိသားစုဝင်တဦးဦးကြောင့်ဆင်ညရမီအိမ်နောက်ရဲမှာလည်းတာယာမှုမရှိပါကံကောင်းသောခဏန်းများမှာနှစ်၃၅ခဏန်းများဖြစ်ပါသည်ဒေရယာအနေဖြင့်အင်္ဂါနေ့နေအိမ်ဖျားចောင်းဆောင်မှာစွန်းသုံးပွဲပေါ်မှာပေါက်ပေါက်ထည့်ပြီးတော့ကတ်လှူပါအင်္ဂါသားသမီးများအတွက်တပတ်စာအတွင်းမှာစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေ ဗိုလ်တော်ဟုသားသမီးများအတွက်တပတ်စာဖေးတင်ဟော့စတန်နိုင်ငံခြားမှာအလုတ်လျှောက်ထားပါကသို့မဟုတ်အလုတ်အသစ်လျှောက်ထားပါကအလုတ်ရမည်အမွေကိစ္စအတွက်စာချုပ်စာတမ်းပြုလုပ်ရမည်စံကယ်အသစ်တစည်းဝင်ပြီးရွှေလုံငန်းမှာအကျိုးအမြတ်များရရှိမည်အိမ်ဆောင်ရန်အတွက်ခွင့်ပြုမင်းများရရှိမည်အမှုပညာလုပ်ငန်းမှာတော့စိတ်အနှောက်အယှက်ဖြစ်စရာပေါ်ပေါက်တတ်သည်တယ်လီဖုန်းအသစ်ဝင်ပြီးကျန်းမာရေးအနေနဲ့မောပန်းလွယ်ပြီးပညာရေးမှာအခြေအနေကောင်းပါသည်အခြေရေးမှာကံကောင်းပါသည်ချစ်သူမရှိ ိသေးပါကချစ်သူတွေ့မိအိမ်အောင်ရင်းမှလည်းตายရပါသည်ကံကောင်းသောခဏများမှာ3 5 6ခဏများဖြစ်ပါသည်ဗုဒ္ဓဟူသားသမီးများအတွက်နော်ရေတရာအနေနဲ့ကတော့ဗုဒ္ဓဟူနှင့်တကိုးကြီးဖရာဗုဒ္ဓဟူတောင်းမှာကျွတ်လှကိုညွန်ကတ်လှပါဗုဒ္ဓဟူသားသမီးများတပတ်အတွင်းမှာစိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းများနဲ့ပြည့်စုံကြပါစေ ကြာသာပတေးသားသမီးများအတွက်တပတ်စာပေတင် ဟော့စတန်ဝန်ထမ်းဖြစ်ပါက လုပ်ငန်းခွင်မှာပြဿနာအနည်းငယ်ဖြေရှင်းရမည်ဆိုရင်စရာမလိုပါမြေအယောင်ဝယ်စာချုပ်ချုပ်ဆိုရမည်လုပ်ငန်းအသစ်လုပ်ရမည်သို့မဟုတ်စံသစ်ဖွင့်လျက်ရမည်နေအိမ်တို့တစ်တာတစ်လုံးရောက်လာပါကကံညံ့တတ်သည့်စတူရှယ်ယာလုပ်ငန်းများအတွက်သတင်းကောင်းကြားရမည်နိုင်ငံခြားတန်ရုံမှာဗီဇာလျှောက်ထားပါကဗီဇာရတတ်ကျန်းမာရေးအနေနဲ့စီးရောကဖြစ်မည်ပညာရေးမှာစူးစမ်းရန်လိုအပ်နေပါသည် အခြေရေးမှာ ာရပါသည်ချစ်သူထံမှသတင်းကောင်းကြားရမည် အိမ်နောက်ရင်းမှလည်းတာရပါသည်ကံကောင်းသောကနန်းများမှတင်နှင့်ငါခနန်းများဖြစ်ပါသည်ဇေဒရာအနေဖြင့်ဇာသာပရိနှင့်တကိုးကြီးဖျားဇာသာပရိတောင်မှပေါင်မုံ၅ချက်ကတ်လူပါဇာသာပရိသားသမီးများတပတ်အတွင်းမှစိတ်ရချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနှင့်ပြည့်စုံကြပါစေ ။အောက်ကြသားသမီးများအတွက်တပတ်စာပေခြင်း hospital ဝန်ထမ်းဖြစ်ပါကလုပ်ငန်းဝင်မှ PR များမီ အလုပ်အသစ်အတွက် interview ဝင်ရမီအောင်မြင်မီမြေအယောင်းဝယ်ပေါ်မီပျောက်သောပစ္စည်းပြန်တွေ့သက်သည်လေယာဉ်လုပ်ငန်းများမှအခက်အခဲပေါ်မီနိုင်ငံခြားမှငွေရောက်မီသို့မဟုတ်နိုင်ငံခြားဝင်ငွေဝင်မီမော်တော်ကားအတွက်ငွေကုန်မီအမှုပညာလုပ်ငန်းအတွက်သတင်းကောင်းကြားရမီကျမ၏အနေနဲ့လေထိုးလေအောင်ဖြစ်မီပညာရေးမှစူးစမ်းမှုအားနည်းနေပါသည်အခြေရေးမှချစ်သူနှင့်စကားများရမီ အိမ်တော်ရွေးမှလည်းအဆင်မပြေပါကံကောင်းသောကနန်းများမှတစ်ခွန်ရှစ်ကနန်းများဖြစ်ပါသည်ဒေရယာအနေဖြင့်တောက်ကြနေမှတကိုးကြီးဖရာတောက်ကြတောင်းမှဂျွဲလာကိုညွဇီးကိုညွဒန်းကိုညွကတ်လူပါတောက်ကြသားသမီးများတပတ်စာအတွင်မှစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေစနေသားသမီးများအတွက်တပတ်စာပေးခြင်းဟော့စတန်လုပ်ငန်းအသစ်ဝင်ရ ်ငန်းအသစ် address တည်င်းကောင်းကြာရမည်အလုံးအသစ် interview ဝင်ပါက ဖြေဆိုနိုင်ပြီးအောင်မြင်ပြီအိနေရအပြောင်းအရွှေ့အတွက်အစီအစဉ်ပြုလုပ်ရမည်နိုင်ငံခြားခရီးအတွက်ကူညီမဲ့သူပေါ်မီဝင်ငွေကောင်းပြီးမော်တော်ကားအရန်အဝဲဖြစ်မီအမိအဖတအူဦးကျမ်းမာရေးအငင်းရှိသည့်တတိထားပါပြုစုဆောင်ရှောက်ရကျမ်းမာရေးအနေနဲ့လေထိုးလေအောင်ဖြစ်မီပညာရေးမှာအခက်ခဲပေါ်မီအချီးနှင့်အိမ်တော်ရေးမှာတာယာပါသည်ကံကောင်းသောကနန်းများမှာသစ်ခွန်ရှိကနန်းများဖြစ်ပါသည် တရားအနေဖြင့်စနေနေ့နေအိမ်ဖျားကျောင်းဆောင်မှာထောပတ်ထမင်းကတ်လူပါစနေသားသမီးများတပတ်စာအတွင်းမှာစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းများနဲ့ပြည့်စုံကြပါစေ။